အစိုးရတယောက်ကမတင့်တော်ရင်ပြုံမှုနဲ့ပြုံမှုနေတာကိုငြင်းခံနေတာကြောင့်ဝေဖန်ခံနေရတဲ့ယုံယုံပြည်သက်များရှင်ယုံယုံကကလေးတယောက်ဆန်ဘဝမှာချစ်စရာကောင်းတဲ့အပြုံးချွချွနဲ့ဖြူစင်တဲ့ပြုံမှုတွေကြောင့်လူချင်းလူခင်ပေါများသူပါကလေးတယောက်ဆောင်နေထဲမှာဆိုရင်ယုံယုံကအောင်မြင်ဆုံးလို့တောင်ပြောလို့ရပါတယ်ဒါပေမဲ့အရွယ်ရောက်လာတဲ့အချိန်မှာယုံယုံရဲ့နေထိုင်မှုပုံစံတချို့ကြောင့်ဝေဖန်ခံရတာတွေကများလာပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ဗီဒီယိုတစ်ပုဒ်ကြောင့်ယုံယုံကလူပြောများနေပြန်ခဲ့ပြန်တာပါယုံယုံက အခုနောက်ပိုင်းမှာဆိုရင်ဇလန်တွေတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်တာမျိုးသိမရှိပါဘူး။တချင်အတွက် MTV မျိုးကသရုပ်ဆောင်ပြီးနေတာပါ။ဒါပြင်နာမည်ကြီးနိုင်ငံကျော်အဆိုတော်ရဲ့တချင်တွေမဟုတ်ဘဲနေဘက်ကအဆိုတော်ရင်တက်တော်မှာပေါက်တဲ့အဆိုတော်ရင်းနဲ့တချင်တွေကအများဆုံးလက်ခံရိုက်ကူးပေးနေတာဖြစ်ပါတယ်။အဆိုတော်တယောက်ရဲ့တချင်မှာသရုပ်ဆောင်ပြီးနေရင်းနဲ့မတင်တော်တဲ့အပြုမှုနဲ့စားနောက်တာကိုရုံညွန့်ကခံခဲ့ရပါတယ်။တချင်ကတော်တလိတဘာဝပုံစံအတိုင်းရိုက်ကူးထားတာပါ။တော်သူမလေးကိုကောင်းလေးကပုံဖက်နဲ့ပုံစံမျိုး မျိုးနဲ့တရုတ်ဆောင်ကြတာပါအဲ့ဒီတခြင်းကိုတရုတ်ဆောင်နေတော့ရှိုက်ကွင်းနောက်ကွယ်မှာဗီဒီယိုတစ်ခုက ပြန့်နှံ့လာပါတယ်ရွန်းရွန်းကတခြင်းရိုက်ကူဖို့ခန်းစားချက်တွေကိုစိတ်ထဲမှာအပြည့်ဝထင့်နေခဲ့ပါတယ်အခုလိုစူးစမ်းနေတဲ့ချိန်မှာပဲတစ်ဖက်ကဆိုတော့ကသူမဘီနာမှာရက်ကမတင်တော်တဲ့အပြုမှုကိုလုပ်နေခဲ့တာပါအဲ့ဒါကတော့ရွန်းရွန်းရဲ့ရှင်ဘန်နာကိုအဝေးကနေလက်နဲ့ရွှေပြီးကိုင်းတရားပုံစံမျိုးနဲ့စာနာနေတာပါ တကင်ကိုင်းနာမျိုးမဟုတ်ပဲဘေးကနေလက်နဲ့ရွှေကစားနောက်နေကြတာပါ အခုလိုစားနောက်တာကိုရွံ့ရွံ့ကမြင်ပါတယ်ဒါပေမဲ့ရွံ့ရွံ့ကမကြိုက်တဲ့ဟန်ပန်လည်းမပြပဲမတိကြအောင်သာစောင့်နေလိုက်တာပါမတိတလို့နေပြီးတချင်းကိုဆက်လက်ရှိုက်ကူးနေတာပါရွံ့ရွံ့ဘက်ကမကြိုက်တဲ့ပုံစံကိုမပြတဲ့အတွက်တစ်ဖက်ကအဆိုတော်ကလည်းစိတ်ထဲမှာအားနာစိတ်တောင်ဖြစ်မနေပါဘူးဒါအပြင်တချင်းထဲမှာလည်းဇနီးမယားတွေကြားထဲကဆက်ဆံရေးပုံစံမျိုးတွေကိုဟာသအနေနဲ့စားနောက်တာမျိုးကိုပါလှောက်ဆောင်နေကြတာပါ ရှင်ယုံကအခုလိုစီးမရှိရဲ့ဆိုတော်ရီရဲ့တခြင်းဒီမှာပါဝင်တရုတ်ဆောင်နေကြတဲ့အတွက်ပြိသက်တွေကအံ့ဩနေကြတာပါရှင်ယုံရဲ့အနေထားနဲ့ဆိုရင်အခုလိုနေဘက်ကမပေါက်ရောက်သေးတဲ့အဆိုတော်ရီရဲ့တခြင်းမှာပါဝင်တရုတ်ဆောင်ရမယ့်အနေထားမျိုးလည်းမဟုတ်ပါဘူးအကယ်ဒမီဆုရှင်လည်းဖြစ်သလိုကလေးဘွားမှလည်းအောင်မြင်မှုအကြီးမားရထားသူဖြစ်တာကြောင့်ဒါကြောင့်မလို့ရှင်ယုံကမခွဲခြားမဆင်ရှင်တတ်ဘူးဆိုပြီးလူများကပြစ်တင်ရှုံချလာတာဖြစ်ပါတယ်အောင်မြင်ပြီးသားပုံရိပ်တွေကိုမထိန်တတ်ဘူးဆိုပြီးလည်းအပြစ်တင်နေတာပါအမှုပညာလောကမှာကိုယ့်ရဲ့အောင်မြင်မှုပုံစံပုံရိပ်ကို ထိမ့်သိမ့်တမတာတန်းတစ်ခုမှနေနိုင်တာပါတချို့ထိတ်တန်းမင်းသားမင်းသမီးတချို့ဆိုရင်ရောက်ရှိနေတဲ့ထိတ်တန်းမင်းသမီးနေရာကိုမထိမ့်သိမ့်နိုင်ပေငွေနောက်လိုက်ခဲ့တဲ့အတွက်ဒုတိယမင်းသမီးလိုလိုဇက်ဖို့လိုလိုအသွင်းခံလိုက်ရတာမျိုးလည်းရှိပါတယ်ပြိသက်တွေမြန်မာတော့အဆိုပါမင်းသမီးတွေကတန်ဖိုးမရှိတော့တဲ့မင်းသမီးမင်းသားတွေလို့သာအမြင်ခံသွားတတ်ပါတယ်ပြိသက်ကြီးရောရွံ့ရွံ့ကအကယ်ဒမီမင်းသင်းဆိုတဲ့ကုံကိုမထိမ့်နိုင်ဘူးလို့ထင်လားဆိုတာအမြင်လေးကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပြ င်ညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုကြွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်